။နမေကြီးမင်းသမီးတွေရဲ့မင်္ဂလာပွဲထက်တာလုံးနေလက်ထပ်ပွဲကြီးကိုကျင်းပခဲ့တဲ့မြန်မာအော်ဘာလုံငန်းပြည်သူများလုံးပဲမင်္ဂလာပါရှင်။2025ခုနှစ်သတင်းချုပ်ကမြန်မာနိုင်ငံရဲ့တတိကြီးရဲ့မင်္ဂလာဆောင်တဲ့နှစ်လို့ပြောနိုင်လောက်အောင်ခန္ဓာကြီးကြတဲ့လက်ထပ်ပွဲတွေကိုကျင်းပကြတာဖြစ်ပါတယ်။အပျော်ကြီးစီးရင်ဝင်နေပြီဖြစ်တဲ့နမဲကြီးမင်းသမီးတွေလည်းအပြန့်အစိုင်း ပရီဝက်ဒင်ဓာတ်ပုံတွေရိုက်ပြီးလက်ထပ်နေကြပါတယ်။ငယ်စဉ်ဆုံးတွဲကလည်းရေခဲတော့အထီသွားပြီးလာပါတဲ့ဓာတ်ပုံတွေကိုရိုက်ကူးခဲ့တာကြောင့်ကံအကောင်းဆုံးမိန်းကလေးဖြစ်ကြောင်းခုံပြခဲ့ကြပါတယ်။ထိတ်တန့်မင်းသမီးတွေကခရိုနီကြီးတွေနဲ့အပြိုင်ဆိုင်လက်ထပ်ကြတာဖြစ်ပြီးသူတို့ရဲ့မင်္ဂလာပွဲတွေကလည်းလူစိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့ပါတယ်။ထိတ်တန့်မင်းသမီးတွေရဲ့မင်္ဂလာပွဲတွေထက်ကိုကြောပြီးလူတွေပိုစိတ်ဝင်စားခဲ့တဲ့မင်္ဂလာပွဲကတော့ညမအော်ပါလုပ်ငန်းရဲ့တာမင်္ဂလာဆောင်ဖြစ်ပါတယ်။ မြန်မာအော်ဝါလုပ်ငန်းကတောင်သူလယ်သမားတွေကြားထဲမှာတော့နာမည်ကြီးပြီးမြန်မာနိုင်ငံရဲ့မီလီယံနာတထေးမိသားစုဖြစ်ပါတယ်။သူတို့သားမောင်ပြေဆုံးနဲ့သူတို့သမီးမဆုလက်ထွန်ရဲ့ဇူလျာရေပတ်မင်္ဂလာပွဲကြီးကိုရန်ကုန်မြို့မှာခမ်းနားစွာကျင်းပခဲ့ပါတယ်။အဲဒီမင်္ဂလာပွဲတစ်ခုလုံးရဲ့ကုန်ကြစည်ကတော့တိမ်မောင်းတောင်းချီကုန်ကြခဲ့တယ်လို့သိရပါတယ်။သူတို့သမီးရဲ့ပွားကိုလည်းဗရန်များနဲ့အစီချေထားတာကြောင့်တံမိုးဖြတ်လို့တောင်မရခဲ့ပါဘူး။သူတို့သမီးရဲ့လက်ကင်မန်းကိုလည်း ၊စိတ်၊ရွှေဗရံများနဲ့စီချေထားတဲ့အပြင်စတုံးမှလည်းဗရံများအလုံးကြီးတွေကိုပန်းဆင်ထားပါတယ်။ဒါကြောင့်သူတို့သမီးရဲ့လဝရရနာတခုရဲ့တန်မိုးနဲ့တင်သိမောင်းတောင်းချီတန်နေမှတည်ကြပါတယ်။သူတို့သမီးအတွက်မိတ်ကပ်ဆရာကိုလည်းထိုင်းကနေခေါ်ထားတာဖြစ်ပြီးမိတ်ကပ်ပြင်ကားကလည်းသိညာကနန်းကုန်ကြပါတယ်။ခမာရဲကိုဝင်လိုက်တာနဲ့နန်းတော်ကြီးရဲ့ရောက်သွားလာလို့ထင်ရလောက်အောင်ခန်းထားတဲ့အပြင်ဆင်တွေကိုပြုလုပ်ထားခဲ့တာပါ တသက်မှာတစ်ခါသာဆောင်ရတဲ့မင်္ဂလာပွဲမှာတင်းတင်းတဲတဲမင်္ဂလာဆောင်ခဲ့တာပါ။ဒါကြောင့်နမေကျော်မင်းသမီးတွေရဲ့မင်္ဂလာပွဲထက်ခရိုနီတထေးကြီးရဲ့တာမင်္ဂလာပွဲကိုလူတွေကပိုစိတ်ဝင်စားခဲ့ကြပါတယ်။မြမအော်ပါလုပ်ငန်းကမြန်မာနိုင်ငံရဲ့တမီဩဇာလုပ်ငန်းတွေထဲမှာအအောင်မြင်ဆုံးလုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ်။ဒါကြောင့်လည်းတာပြည့်သူရဲ့မင်္ဂလာပွဲကိုဘယ်သူနဲ့မှမတူအောင်ကျင်းပပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အေးအေးသွေးပြေးသွားတဲ့ brand များတွေကိုစီးရင်ပြီးလက်ထပ်ခဲ့ကြတယ်။ တို့သမီးလေးကိုအားကြနေပြီလားဆိုတာကောမမပြောပြခဲ့ကြပါအောင်ရှင်။